မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်တလိုင်းရပြူစောတိရွာကစိုက်ကယ်နှစီးနဲ့ကင်းပတ်ရန်ထွက်လာတဲ့ပြူစောတိများကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးသေဆုံးပြီးတော့လက်နက်နက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 19ရက်နေ့မနက်9:00အချိန်ကမှတောင်သာမြို့နယ်တလိုင်းရရွာတစ်ပြူစောတိရွာကနေကင်းပတ်ရန်ထွက်လာတဲ့ပြူစောတိများကိုပြည်သူ့လွတ်လပ်ရေးတပ်မတော်အမှတ်၈၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသကတော်လိုင်းတပ်ဖွဲ့များကတလိုင်းရရွာတစ်ပြူစောတိရွာအတွင်းထဲအထိကိုကင်းမုံဝစ်နေရာယူပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုဟာ7မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့ပြူစောတိခေါင်းဆောင်ကျော်မင်းထူးရဲ့အလောင်းအပါအဝင်အလောင်းနှလောင်း Type 81တနက်တလက်၊ကာပိုင်တနက်တလက်၊ဒေယံအမျိုးအစားစိုက်ခဲ့တစည်း 7.62G 20တောင်းကာပိုင်ကြီး20တောင်းတို့ကိုတိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခတ်မှုကတော့ဒီနေ့ဖြစ်ခဲ့တာပါ။မနက်9:00နာရီဝန်းကျင်လောက်ကဝင်ရောက်တိုက်ခတ်ခဲ့တာတလိုင်းရပြူစောတိရွာထဲကိုစိုက်ခဲ့နှစ်စီးနဲ့ပြူစောတိ၄ခေါင်ကင်းလဲလာတဲ့ အချိန်မှာတိုက်ခိုက်ခဲ့တာနှစ်ကောင်ကတော့ပွဲချင်းပြီးတည်တယ်လို့အမတ်၈တင်ကတက်ဖွဲ့ PLA အနောက်မြောက်စစ်ဒေသကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အလားတူပဲနိုဗမာလာတရက်နေ့ကလည်းအမတ်၈တင်ကတက်ဖွဲ့ PLA အနောက်မြောက်စစ်ဒေသကတလိုင်းရပြူစောတိအထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့စခန်းအပအဝင်လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့မှာ၃ဘိန်းကားနဲ့လမ်းကင်းဆောင်ရန်ထွက်လာတဲ့စစ်သားများကိုတိုက်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီဘက်က9ဦးတေဆုံးပြီးတနက်9လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မနက်9နာရီပတ်ဝန်းကျင်အချိန်ကမှဒဝယ်မြို့အိမ်ရှိပြင်ရက်ကွက်နဲ့စင်စိတ်ရက်ကွက်ကြားမှာသုံးဘိန်းကားကိုအုံပြုတ်ပြီးတော့လမ်းကင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်ပစ်ခတ်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှု15မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သား9ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိကောင်ကြမ်းရှိနေတဲ့စစ်သားများထွက်ပြေးသွားတယ်လို့သိရပါဗျ။သေဆုံးသွားတဲ့စစ်သားများထံကနေပြီးတော့ MA1 တပ်နဲ့3လက် ် MA3 တက်နဲ့တက်လက် MA2 ဆက်ကလေးတက်လက်ကြီပေါက်15ခုကပတ်တစ်ခုနဲ့ဆက်ဆက်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခတ်မှုကိုရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။လက်တလောတန်နိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးမြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရန် Review People Defense Force YPPDF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်မှာတရုတ်နိုင်ငံကယင်းနှမြုံနယ်ထားတဲ့ကြောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းကိုကာကွယ်ရေးအတွက်တရုတ်နယ်စစ်ကောင်စီတို့ပူးတွဲဆောင်ရွက်တဲ့လုံခြုံရေးအဖွဲ့ကိုဗိုလ်ချုပ်ကျော်ရွှေထွန်းကဦးဆောင်ပြီးတော့တရုတ်လုံခြုံရေးများဤပညာရှင်များပါပါဝင်ဖွဲ့စည်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု November လအတွင်းမှာကြောက်ဖြူအထူးစီးပွားရေးဇုံရဲ့လုံခြုံရေးအတွက်စစ်ကောင်စီနဲ့တရုတ်တို့ပါဝင်တဲ့လုံခြုံရေးအဖွဲ့ကိုပူးတွဲ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့ကြောက်ဖြူအထူးစည်းဝါးရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းနဲ့တရုတ် CITIC Group Company က တာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်ဤပညာရှင်များပါဝင်တယ်လို့သိရပါတယ်ကြောက်ဖြူစီမံကိန်းအတွက်နှစ်ဖက်လုံခြုံရေးအစ်စ်မြင့်နေပါပြီအစည်းအဝေးဥက္ကဋ္ဌဗိုလ်ချုပ်ကျော်ရွှေထွန်းဦးဆောင်ပါတယ်တရုတ်ပညာရှင်တွေနဲ့မြန်မာလုံခြုံရေးကုမ္ပဏီတွေလည်းပါဝင်ပါတယ်လုပ်ငန်းလေပတ်နေတဲ့ဤပညာတွေကိုဝင်ရောက်ပြီးတော့တားဆီးလို့မရနိုင်အောင်အစ်စ်မြင့်တင်တာတွေကိုလုပ်နေတယ်ရန်သူကအလွယ်တကူထိုးပေါက်မဝင်ရောက်နိုင်ဖို့အတွက်ကြောက်ဖြူစီမံကိန်းလုံခြုံရေးအတွက်အ мян လုပ်နေတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အခု November လဇန်ပိုင်းမှာစစ်ကောင်စီနဲ့တရုတ်တို့ကြားမှာအကျိုးတူပူးပေါင်းတဲ့လုံခြုံရေးကုမ္ပဏီ Joint Mike Ventura Security Company တီထောင်ရေးအတွက်လုပ်ငန်းကော်မတီတရက်ကိုတီထောင်ပြီးတဲ့နောက်ကြောက်ဖြူစီမံကိန်းအတွက်စစ်ကောင်စီနဲ့တရုတ်တို့ပူးပေါင်းထားတဲ့လုံခြုံရေးအဖွဲ့ချက်ချင်းဆိုသလိုပေါ်ပေါက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူစီမံကိန်းအတွက်တရုတ်နဲ့စစ်ကောင်စီတို့ပူးတွဲထားတဲ့လုံခြုံရေးကုမ္ပဏီဟာ AA ရဲ့ထိုးစစ်ကိုအဓိကတံပြန်ခုခံရန်ဖြစ်ပြီးတော့ကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့အကျိုးစီးပွားများအလုံးကိုကာကွယ်ရန်ဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူစီးပွားရေးဇုံဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ကျော်ရွှေထွန်းဟာလက်ရှိမှာတောင်ပိုင်းရေဒက်ကိုကဲမှုဌာနချုပ် ဌာနချုပ်မူတာဝန်ကိုထမ်းဆောင်နေတဲ့ရေဒတ်ဗိုလ်ချုပ်တအုပ်လည်းဖြစ်တယ်လို့သိရပါဗျ2023ခုနှစ်အတွင်းမှာ၎င်းကိုကြောက်ဖြူအထူးစည်းဝါးရေးဆောင်စီမံခန့်ခွဲမှုကော်မတီရဲ့ဥက္ကဋ္ဌအဖြစ်နဲ့စစ်ကောင်စီကခန့်အပ်တာဝန်ပေးခဲ့တယ်လို့သိရပါတယ်လက်ရှိမှာ AA ကရခိုင်ပြည်နယ်နဲ့ပလောက်ဝါမှာရှိတဲ့မြို့နယ်၁၂ခုကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးတော့ကြံရှိနေတဲ့မြို့နယ်များကိုလည်းဆက်လက်တိုက်ခိုက်နေကစစ်ကောင်စီတပ်များအားလုံးကိုတိုက်ထုတ်မှာဖြစ်တယ်လို့တရားဝင်စစ်ကြေးညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်မှုတန်းတပ်သားတင်များစုဆောင်းနေတဲ့ပြူစောတိအောင်ထင်းပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မွန်းလွဲ3နာရီအချိန်မှာပဲခူးတိုင်းပောက်ခေါင်းမြို့နယ်ညောင်ဝင်းအုပ်စုပေါ်လန်ကြီးကျေးရွာမှာစစ်ကောင်စီအတွက်စစ်မှုတန်းတပ်သားတင်များစုဆောင်းစည်းရုံးခေါ်ဆောင်နေတဲ့သူပြူစောတိအပတ်စဉ်တင်းနှန်းစင်အောင်ထင်းကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ရက်တိုက်ရင်တက်ခွဲ၄နဲ့363ရက်နဲ့တိုက်ရင်တက်ခွဲ၃တို့ကပူးပေါင်းပြီးတော့၎င်းရဲ့နေအိမ်ကိုတွားရောက်ပြစ်ခတ်ရှင်းလင်းခဲ့ ဲ့တယ်လို့သိရပါတယ်ပြူစောတိအောင်ထေးရဲ့1ဘိုက်ကြီးစံထိမှန်ပြီးတော့နေအမာရင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့ပြူစောတိအောင်ထေးဟာစစ်စေးရိတ်ဂိတ်များမှာစစ်တပ်နဲ့အတူပြည်သူများကိုစစ်ဆေးခြင်းဆဲဆိုရန်ကားခြင်း စစ်ကောင်စီအတွက်စစ်သားတဲ့စူဆောင်ပေးခြင်းတော်လိုင်းထောက်ဖို့များရဲ့သတင်းအချက်အလက်များကိုစစ်ကောင်စီထံကိုပေးပို့နေတဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲအုပ်ချုပ်ရေးမှူးပြူစောထီများကိုပြတ်သားစွာအရေးယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့သတင်းပေးခြင်းလမ်းပြလိုက်ခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူတကွနေထိုင်ခြင်းတို့ကိုမပြုလုပ်ကြရန်စစ်ကောင်စီတပ်နဲ့ရုံးနေရာများကိုလည်းရှောင်ရှားကြရန်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3637 PPDF တပ်ရင်းကတတိပေးထားပါတယ်။ဒါအပြင် မကွေးတိုင်းရေနံချောင်းမြို့နယ်အရှိကုန်းကြီးရွာအုပ်စုစမ်းကြီးကြီးရွာမှာလည်းစစ်မှုထမ်းစုဆောင်နေတဲ့ပြည်သူ့ရှိတ်ဆောင်ပါတီဖြတ်သိမ်းဥက္ကဋ္ဌလည်းဖြစ်ရာကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ပန်ဒိုးပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။နိုဘမ်ဘာလ18ရက်နေ့ည7:00နာရီခွဲအချိန်မှာရာကြီးအဖွဲ့ဝင်တန်ဒိုးကိုလူတချို့ကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။နိုဘမ်ဘာလ18ရက်နေ့မနက်10:00နာရီအချိန်မှာတော့ရာကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တန်ဒိုးရဲ့အလောင်းကိုရွာအပြင်မှာပြန်လည်တွေ့ရှိခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာရှမ်းဒဲလီဒါစခန်းနဲ့တိုက်ရဲများတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများအရှိန်ဟုန်တိုးမြင့်ပြီးတော့လုံဆောင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့မနက်၄နာရီအချိန်ကမှမန္တလေးတိုင်းမိထီလာမြို့နယ်မှာအခြေပြုထားတဲ့အမတ်30တပ်မတော်အကြီးစားဆက်ယုံရှိအရာရှိရိတ်သာရှမ်းဒဲလီကျောင်းအတက်တင်လီဒါစခန်းမှာရှိတဲ့အရာရှိအင်အားများခဲရန်တူလောင်ယုံလေရင်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှာရှိတဲ့အရာရှိရိတ်သားများ ရေဒါစခန်းနဲ့အမှတ်69ချင်းမြတ်တပ်မဌာနချုပ်အပါအဝင်စီရေးဆိုင်ရာပြစ်မှတ်ခွန်းနှစ်ခုကိုဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာနေ့စဉ်နေ့တိုင်းစစ်တပ်ကမိထီလာမြို့ပြင်ပမှာပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်လာတယ်လို့သိရပါတယ်။မိထီလာမြို့မှာဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာပေါ်တာဆွဲတာတွေခက်ဆိတ်ဆိတ်ဖြစ်နေတယ်။အထူးသဖြင့်ရွာတွေဘက်မှာဖြစ်နေတာပါ။မြို့အထွက်ဘက်ကရွာတွေမှာပါနေကင်းပါရောညာပိုင်းရောလူငယ်တွေကိုဝင်ဆွဲနေတာလူငယ်3-4ဦးလောက်ပါသွားတယ်။ပါသွားတဲ့အရေးအတွက်ကလည်းတဖြည်းဖြည်းနဲ့များလာတယ်လို့မိထီလာမြို့ကပြည်သူ ူတူကပြောဆိုထားပါတယ်စစ်တပ်နဲ့ပြူစောတိများကဘီယာဆိုင်လက်ဖက်ရည်ဆိုင်များထိုင်နေတဲ့လူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ပြီးတော့ငွေကြေးတတ်နိုင်တဲ့သူများကိုတော့ အနည်းဆုံးငွေကျပ်360ကနေ300ကျားတောင်းယူပြီးတော့ပြန်လွှတ်ပေးနေတယ်လို့သိရပါတယ်။လဖေးဆိုင်နဲ့ဘီယာဆိုင်တွေမှာလည်းအရက်ဝက်နဲ့ဝင်ဆွဲပြီးတော့ခေါ်နေတယ်။ဖမ်းဆီးခံတဲ့လူငယ်တွေကိုအိမ်တွေကိုဖုံးဆက်ခိုင်းနေပြန်ရွေးချင်ရင်360အနည်းဆုံးကနေ300အထိငွေကျပ်တက်နိုင်မှုအပေါ်မူတည်ပြီးတော့ပြန်ရွေးနေရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တအုပ်ရဲ့မိဘကပြန်လည်ပြောပြထားပါတယ်။မိထီလာပြည်သူ့ကာကွယ်အဖွဲ့ကလည်းစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်နေတဲ့အတွက်ပြည်သူများသတိထားကြရန်သတိပေးချက်တရကိုဒီကနေ့မှတရားဝင်ထုတ်ပြန်ကြေညာထားကြောင်းတင်ရန်ရှိပါတယ်ခမ ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်နဲ့ဒဝယ်မြို့နယ်တို့မှာစစ်ကောင်စီတပ်သား2ဦးလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ကဒဝယ်မြို့နယ်အခြေစိုက်ခလာရ269တရင်ကတပ်သား2ဦးနဲ့နိုဝင်ဘာလ18ရက်နေ့မှာတရချောင်းမြို့နယ်အခြေစိုက် ခမရ403ကတပ်သားတအုပ်တို့ဟာ၎င်းတို့ကင်ဆောင်နေလက်နက်ခဲယမ်းများကိုယူဆောင်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒဝဲခရိုင်အမှတ်နဲ့တိုက်ရင်ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အခုလက်ရှိတော့သူတို့ကိုတိုက်ရင်မှာပဲထားထားတယ်နေထိုင်စားတောက်ဖို့အကုန်စီစဉ်ပေးထားပါတယ်စုကြီးကိစ္စကိုတော့ MOD ကိုတင်ပြပြီးတော့လှုပ်ဆောင်ပေးသွားမှာပါလို့ဒဝဲခရိုင်အမှတ်နဲ့တိုက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒဝဲခရိုင်အမှတ်နဲ့တိုက်ရင်အနေနဲ့ ်ပြည်သူရင်ဝင်ကိုခိုးလုံဝင်ရောက်လာမဲ့တပ်မတော်သားရဲတပ်ဖွဲ့ဝင်များကိုကြိုးစိုးလျက်ရှိပြီးတော့စစ်သားနဲ့ရဲများအနေနဲ့ပြည်သူလူထုကိုမျက်နှာမူကာပြည်သူရင်ဝင်ကိုခိုးလုံဝင်ရောက်ကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ